အားလုံးမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ပွဲချူသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလည်ပါတယ်အဲဒီနေ့မှတော့ကျွန်တော်တို့ Premier League ဒါကြောင့်ပွဲစဉ်တွေဆက်လက်ပြီးရှိသွားသေးတယ်ဒါကြောင့်ကျွန်တော် Premier League အနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ Chelsea နဲ့ Leicester City နဲ့ဒါ Spurs နဲ့ Bournemouth တို့ရဲ့ဒါကျွန်တော်ပွဲစဉ်တွေကမြန်မာစံတော်ချိန်၈နာရီကိုမှတပိုင်းနဲ့တည်းကျင်းပသွားမယ့်ပွဲစဉ်တွေဖြစ်ပါတယ်အဲ့တော့ဒါ Chelsea နဲ့ Leicester City ရဲ့ပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ပွဲချူသုံးသပ်ပထမဆုံးလုပ်ပေးခြင်းနဲ့ပွဲတစ်ပွဲဖြစ်တယ်အဲ့တော့ Chelsea တန်းကအခုလက်ရှိမှာဒါနိုင်ပွဲလေးတွေတော့ပြန်ဆက်လာခဲ့တယ်လက်ရှိမှာဒါကျွန်တော်တို့ ပရီးမီးယားလိမှာရောဒါကျွန်တော်တို့အဲဗာလဲ ကွန်ဖရင့်ဒီမှာပါတော့နိုင်ပွဲတွေတော့ short ပြန်ဆက်လာတဲ့အသင်းသင်းနဲ့ Chelsea အသင်းကလက်ရှိမှာနည်းနည်းလေးတော့အခြေအနေပြန်ကောင်းလာခဲ့တယ်။အလက်ရှိမှာဒီနေ့ပွဲစဉ်မှာ Chelsea အသင်းအတွက်ကတော်တော်လေးကိုဒီနေ့ပွဲစဉ်က crucial ဖြစ်တယ်။ဒီနေ့ပွဲစဉ်ကသာ Chelsea အသင်းအနိုင်ယူခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်အဆင့်၄နေရာက Manchester City အသင်းကိုကြော်ပြီးတော့ Champions League ဝင်ခွင့်နေရာတစ်နေရာအတွက်တည်ကြသွားမယ်။ဒါပေမဲ့ဒီနေ့မှာဒါကျွန်တော်တို့ Champions League ဝင်ခွင့်က9နေရာထိပေးတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်အဆင့်1 to 5ကတော့တော်တော်လေးကိုရဖို့အတွက်တည်ကြလောက်ရှိတယ်လို့ပြောလို့ရမယ်တမပါပဲ။လက်ရှိမှာ Chelsea အသင်းနဲ့ဘယ်လိုပဲပြန်ကြည့်ကြည့်ဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆို ော်မန်ချက်စတာစီးတီးအသင်းကိုဒါကြောင့်ရမှတ်အားဖြင့်နှစ်မှတ်ဖြတ်နိုင်မဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်ကချယ်ဆီအသင်းအတွက် win ကတော်တော်လေးကို crucial ဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်။ချယ်ဆီသင်းနောက်ပိုင်းပွဲစဉ်မှာဒါကြောင့်ရလက်ပိုင်းကတော်တော်လေးကိုမတိမငြိမ်ဖြစ်လာပေမဲ့ဒီနောက်ပိုင်းနှစ်ပွဲမှာစတိုက်ပြန်နိုင်လာခဲ့တယ်။ South Atlantic ကို goal ပြတ်နဲ့4-0ဆိုရရလက်နဲ့ရှုံးခွနိုင်ခဲ့တယ်။ဒါကျွန်တော်တို့လက်ရှိမှာ Conference League မှာလည်း Copenhagen ကို away goal မှာ2-1ဆိုရရလက်နဲ့နိုင်ခဲ့တယ်။ဒီနေ့ပွဲစဉ်မှာ Leicester တွေ့မယ်။ Leicester တွေကခုလက်ရှိမှာဒီနေ့ပွဲစဉ်ကပြန်ဆန်းကြည့်မယ်တော်တော်လေးကိုဒါ ်ချယ်ဆီအသင်းတို့ကပွဲ6နဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့စိုးရမယ်တဲ့မှာပါတယ်။ဘာကြောင့်လဲ။လက်ဆက်စီးစဉ်နဲ့ကျွန်တော်လက်ရှိမှာနောက်ဆုံးပြိုင်ပွဲစုံ9ပွဲမှာ9ပွဲလို့ရှုံးနေထားခဲ့တယ်။ FA ဖလားကူလည်းထွက်ထားခဲ့ရလို့လက်ရှိမှာဒါကြောင့်ပရီးမီးယားလိမှာလည်း၄ပွဲဆက်ရှုံးထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။ဂျာတဲ့မှာဒါကျွန်တော်လက်ဆက်စီးအသင်းအနေနဲ့ဒါကျွန်တော်နိုင်ထားခဲ့တာကတော့ဒါစပါတင်ကို2-1ဆိုတဲ့ရနိုင်ခဲ့ ပွဲကလည်းလို့ဂျန်တဲ့ပွဲစဉ်တွေအကုန်ရှုံးထားခဲ့တယ်ပွဲတိုင်းကိုရှုံးထားခဲ့တယ်ရှုံးနာမှာဒါကျွန်တော်ခွက်ခွက်လောင်ရှုံးထားခဲ့တယ်လက်ရှိမှာဒါကျွန်တော်တို့ Leicester City ပြိတ္တရီဆိုရင်ဒါပြိတ္တအနေနဲ့ဒါချစ်ပါတယ်ဆိုတဲ့ပိုင်ရှင်ကူတော်မှဆန္ဒပြလောက်ရအောင်ဒီလိုဒါတော်တော်လေးကိုလက်ရှိအခြေအနေကဆိုးရွားခဲ့တယ် Leicester City နဲ့ခုလက်ရှိမှာဒါတိုက်စစ်ပိုင်ကတော်တော်လေးကိုအားနေတယ်လို့ပြောလို့ရရတယ်မှာပါနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှာ Leicester City ရဲ့တိုက်စစ်ကတကူးပဲသွင်းထားခဲ့တယ်ဒီတကူးတော်မှာဒါကျွန်တော် Manchester United အသင်းကိုဒါကျွန်တော်2-1ဆိုတဲ့ရလနဲ့ဒါကျွန်တော်တို့ ရှုံးနေခဲ့တဲ့ပွဲစဉ်မှာတကူးသွင်းထားခဲ့တာတွေ့ရမယ့်တဲမှာပါအဲ့တော့လက်ရှိမှာ Leicester City ကနောက်ဆုံးပြိုင်ပွဲစဉ်ငောင်းမှာသွင်းကိုတကူးပဲသွင်းထားတဲ့သတင်းနေနဲ့ဒီနေ့ပွဲစဉ်မှာတိုက်စစ်ပိုင်ရအားနည်းမယ်လို့လည်းမြင်နေတဲ့တဲမှာပါအဲ့တော့လက်ရှိမှာ Leicester City ရဲ့တိုက်စစ်ကဘာတွေဖြစ်နေလဲအဖြစ်ကရှော့ရှော့လေးပါပဲဒါကျွန်တော် Jimmy Vardy အသက်အရွယ်ကြီးမားလာတာအပြင်ကိုဒါကျွန်တော်လက်ရှိရှင်းရင်းဆွဲကစားသမားတွေကလည်းတကယ်ကိုခြေစွမ်းရ Jimmy Vardy on နေပါတယ်ဆိုတော့ Jimmy Vardy တော့မကောင်းတဲ့ဇာကပြဿနာတော်တော်လေးကိုကြီးမားတယ်လို့မြင်နေတဖက်က Chelsea ကလက်ရှိမှာဒါကျွန်တော်တိုက်စစ်ဆွဲရေးကိုနောက်ပိုင်းပွဲစဉ်မှာပြန်ပြထားခဲ့တယ်လက်ဆောင်တန်ကို၄ဂိုးပြတ်သွင်းထားခဲ့ပြီးတော့လက်ရှိမှာ မှာတော့ဒါကျွန်တော်တို့2-1ဆိုတဲ့ရလတ်နဲ့ဒါကျွန်တော်တို့ Chelsea အသင်း အကိုဘဟီဗင်ကိုနိုင်ယူထားတွေ့ကြမှာအဲ့ပြောချင်တာလက်ရှိမှာချက်စီးတဲ့နဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုပြန်လဲပြီးတော့ရှာဖွေတွေ့ရှိတယ်ဆိုတဲ့သဘောလေးကိုရောက်လာခဲ့တယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်မှာချက်စီးတဲ့မှာလက်ရှိမှာတိုက်စစ်မှုဆက်စစ်မရှိတဲ့ပြဿနာတော်တော်လေးကိုစိုးရလည်မြင်တယ်ခရစ်စတိုဖာအန်ကူဦးနေတဲ့စန်တာဖော်ဝါဘုံစံမျိုးဆော့လို့ရတာမှန်ပေမဲ့နင်းလားငါလားဟိဆိုတဲ့ movement ဒီမှာဆိုရင်တော့လက်ရှိမှာချက်စီးတဲ့ကတိုက်စစ်မှုဆက်စစ်မရှိတဲ့ပြဿနာတော်တော်လေးကိုစိုးရတယ်လို့မြင်တယ်လက်ရှိမှာချက်စီးတဲ့နဲ့တိုက်စစ်နေရာမှာဒါကျွန်တော်ကူပါမာကို invest လုပ်ဆိုတဲ့ force nine ပုံစံမျိုးဆော့မလားအန်ဂူဂူကို force nine ပုံစံမျိုးဆော့မလားဒါကိုပါမန်နဲ့ attack in threat ပုံစံမျိုးဆော့မလားဒါပုံစံမျိုးမျိုးမျိုးတော့ဆော့လို့တော့ရတယ်ဒါပေမဲ့လက်ရှိမှာ Nicolas Jackson တန်ရရသွားတယ်ဒါပေမဲ့ကျွန်တော် Matt Gaye နဲ့တန်ရရနေအတွက်ကြောင့်မလို့ Matt Gaye မဟုတ်ဘူးကျွန်တော်ဒါဒီကောင်းလေးနာမည်ပါ sorry နောက်တယ် Matt Gaye လက်ရှိမှာတန်ရရတိုက်စစ်မှုစစ်စစ်တွေအကုန်တန်ရရနေတဲ့ကြောင့်မလို့ဒါ Chelsea တက်ထိုးနှက်ချက်ကြီးမားတယ်လို့ပြောလိုက်ရအဲ့တော့ Chelsea တက်ကဒီနှစ်အတွက်ဆိုရင်ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ ပါပရီးမီးယားလိမှာချန်ပီယံလိဝင်ဖို့ ਨੇ ဒါကွန်ဖရင့်လိဖလားတွေပဲကျွန်တော်တို့ကြောက်မလားရှိတဲ့ဥစ္စာကိုအာရုံစိုက်ဖို့အတွက် ready ဖြစ်နေပြီလို့ကျွန်တော်နည်းမြင်တယ်ဒါပေမဲ့လက်ရှိမှာဒန်ယယ်လူစင်ကတော်တော်လေးကိုများပြားနေတာကိုလည်းညင်းစရာမလိုလက်ရှိမှာဒက်ထရိုဖူဖာနာဆက်လက်ပြီးလွှဲချော်မယ်စလိုနီးယားဒါကုသမလွှဲချော်မယ်မာလိုဂူစတိုလွှဲချော်မယ်ရိုမီယိုလာဗီယားလွှဲချော်မယ်ဝက်စလီဖူဖာနာလွှဲချော်အောင်မယ်မက်ဂွေဒါလွှဲချော်မယ်ဒါကျွန်တော်ဒီကောလိဂျက်ဆန်လွှဲချော်မယ်နော်နီမာဒူဂီလွှဲချော်မယ်ဒါဘက်ကလည်းကျွန်တော်လက်ဆက်စီတီအသင်းအတွက်ကလည်းကျွန်တော်ဒါခန်စစ်ကစားသမားဖြစ်တဲ့ဆောက်တာလွှဲချော်မယ်တိုက်စမှုဖြစ်တဲ့အက်ဒဝတ်လွှဲချော်မယ်တောင်မကစားဖြစ်တဲ့ဖာတာဝူလွှဲ ချော်မယ်ဝင်းဘက်ကစားမဖြစ်တဲ့ရိုဘကတို့ပရယ်ရာလွဲချော်မယ်အဲ့တော့ပြောချင်တဲ့ Leicester City မှာလည်းလက်ရှိမှာသူတို့အနေနဲ့တချို့သောကစားသမားတွေလွဲချော်မှာမှဲ့မဲ့တချို့သောကစားသမားတွေတော်တော်လေးပေါ့မယ်ဒါ dance ဈေးကပြန်ကြည့်မယ်ဆိုရင်တော့ Chelsea တင်းကပုံများပြီးတော့ပုံပြီး impact ဖြစ်တဲ့နေရာမှာရှိတယ်ဒါတစ်ဖက်က Leicester City တင်းနဲ့သူတို့ရဲ့ဒါကျွန်တော်တို့ပွဲထွက်နေကြအဓိကကစားသမားတော်တော်များများလည်းဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးပါဝင်လာအောင်မယ်လို့မြင်တယ်အဲ့တော့ဒီနေ့မှာဒါ Chelsea အသစ်အတွက်ပြန်ကြည့်အောင် Chelsea အသစ်နဲ့ဒါ Southampton နဲ့ပွဲစဉ်မှာကောဒါကျွန်တော်တို့လက်ရှိ Copenhagen နဲ့ပွဲစဉ်မှာ9ပွဲတွေဆက်ထားတယ်တော်တော်လေးကိုဒါအေးပါတဲ့ moment တခု build up လုပ်ထားတယ်အဲ့တော့ chelsea နဲ့နောက်ပိုင်းပုံစံမှာ tight set ပိုင်းရတာ cancel ပိုင်းရမစိုးဘူးလို့ပြန်ပြောလိုက်ကိုပဲ heaven နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့တကူပဲပေးထားခဲ့ရတယ်ဆောက်တဲ့နဲ့ပုံစံမှာဒါ league ထိတွင်းထားခဲ့ကြကျွန်တော်တို့ tight set အပြင် momentum လည်းပုံပြရလို့ cancel ပိုင်းလည်းမစိုးလောက်လို့မြင်တယ်တစ်ဖက်ကဒါကျွန်တော် leicester city အသင်းနဲ့ tight set ပိုင်းလာမကောင်းလို့ဆို cancel ပိုင်းလည်းမကောင်းဒါနောက်ဆုံးပြန်မြပွဲစဉ်မှာနောက်ဆုံး၅ပွဲမှာ၂ဂိုးနဲ့အထက်ကြီးပဲပွဲတိုင်းကိုပေးထားခဲ့ရတယ်ဒါ leicester city အသင်းနဲ့ everton ကို league ပေးထားခဲ့ united ကို၂ဂိုးပေးထားခဲ့ arsenal ကို၂ဂိုးပေးထားခဲ့ brentford ကို league ပေးထားခဲ့ရတယ်ဒါ west ham ကို2-0ပေးထား ထားခဲ့အဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea အပြိတက်တယောက်အနေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီနေ့ပွဲစဉ်က Chelsea အသင်းအတွက်အကောင်းဆုံးသောဒါ momentum ယူဖို့အတွက်ပွဲစဉ်ပဲ Copenhagen ကိုအိမ်ခွင်းမှာမကန်ခင်မှာဒီနေ့ပွဲစဉ်မှာ momentum ဆက်ယူတာ Chelsea ချင်းနဲ့ပွင့်လေးပြောမယ်ဒီတစ်ပတ်ကတည်တည်ချာချာပြန်တွေးကြည့်မယ်ဆိုတာကျွန်တော်တို့ ပရီးမီးယားလိဒါကျော်တိုးတဲ့ဒါကျွန်တော်တို့အာစနိုသင်းနဲ့မတွေ့ခင်မှာပရီးမီးယားလိပေါ့ဘောတော့ကျွန်တော်တို့ဒါပွဲပွဲစဉ်ပေါင်းဒါ၄ပွဲစတိုက်ကိုနိုင်ဖို့အတွက်ဒါကျွန်တော်ချက်စီသင်းနဲ့မိုမန်တန်ကိုဘေးလပ်လောက်အောင်မလို့မြင်တယ်အဲ့ဒီနေ့ပွဲစဉ်မှာဒါချက်စီအသစ်ဘက်ကပြန်ကြည့်မယ်ဆိုရင်ဒါအဓိကတော့ဂိုးပါမှာပဲဂိုးပါမှာနဲ့ခုနကပိုင်းပွဲစဉ်မှာဒါကျွန်တော်အဓိကဂိုးပါဝင်ပတ်သက်မှုတွေပြန်ပြီးတော့နည်းလာခဲ့မယ်အသစ်မှာတော်တော်လေးလှုပ်လှုပ်ရှားရှားပြန်လှုပ်ပြနိုင်ခဲ့တာကိုတွေ့ရမှာတော့ပါတယ်ဒါပေမဲ့ခုနကပိုင်းပွဲစဉ်မှာဒါမချီးကျူးပဲမနေနိုင်တာကဒါကျွန်တော်ချက်စီအသစ်ရဲ့ဒါကျွန်တော်တို့ကန်ဆယ်ပိုက်နဲ့ဒါဂိုးသမားပိုင်းမဆိုးဘူးလို့ပြောလို့ရတယ်ကိုပဲဟေဗင်နဲ့ပွဲမှာချက်စီအသစ်ရဲ့ဒါဂိုး သမားတို့ကကျွန်တော်တို့ခက်စပိုင်းကဒါအချိန်ကြီးရမစိုးဘူးလို့ပြောလို့ရတဲ့အချိန်တွေတခုကိုဒါပြတ်ပါခဲ့အဲ့တော့လက်ရှိမှာတော့ကျွန်တော်နီးပြကတော့ receive ချင်းကို inverted fullback သုံးရတာသိကြိုက်ပုံရတယ်ဗျာဒါကျွန်တော်တို့ဒါ personally မြင်ဒါပေမဲ့အခုနောက်ပိုင်းမှာဒါကျွန်တော်တို့ဟို James လို့ဒါကျွန်တော်တို့ win inverted fullback သုံးတဲ့ဒါညမှာဒါ Malik Gusto လို့မို့ဒါတရရပြန်သုံးတယ်အခုလက်ရှိမှာ Malik Gusto က knock ရထားတယ်ကျွန်တော်ဒီနေ့ပေါ်တော့မှာ receive ချင်းကိုသူ့ရဲ့ ping nine နေရာဖြစ်တဲ့ right back နေရာပြန်သုံးမယ်လို့မြင်အဲ့တော့လက်ရှိမှာပွဲချောင်းတဲ့ပွဲစဉ်တွေမှာတော့ဒါ star series နဲ့ဖြစ်ကုန်မယ် အာချက်စီးတင်နဲ့နိုင်ဖို့လူတယ်လို့ကျွန်တော်အနေနဲ့ပုံကိုရမြင်ပြီးတဲ့မှာပါတယ်ချက်စီးတင်နဲ့ဒီအရင်တော့ကတော့ကျွန်တော်အဓိကချီးမွမ်းခဲ့တဲ့အကြောင်းကစချက်စီးတင်ကတော့ကျွန်တော်တို့နိုင်တဲ့ပွဲစဉ်တွေအကုန်လုံးမှာနိုင်တဲ့အသင်းသင်းတွေနဲ့အမြဲတမ်းချီးကျူးခဲ့တယ်ဒီနေ့မှာဒါကိုဆက်လက်ပြီးလုပ်ဖို့လိုတယ်ဒါလက်ရှိမှာဆော်သတန်ကိုလည်းနိုင်တဲ့ပွဲနိုင်သားခဲ့တယ်ကိုဘယ်ဟီဗင်ကိုနိုင်တဲ့ပွဲစဉ်နိုင်သားခဲ့တယ်ချက်စီးတင်နဲ့ခုလက်ရှိမှာဒီပွဲစဉ်ကိုလည်းနိုင်တဲ့ပွဲတစ်ပွဲအနေနဲ့နိုင်ကိုနိုင်ရမယ်လို့ကျွန်တော်အနေနဲ့မြင်နေတယ်မှာပါတယ်သူ့ဝိမေသောညာလက်လက်ဆစ်စီတီကိုတော့အမှန်တိုင်းဘောလုံးဆိုတာလုံးနေတာလက်ရှိမှာနောက်ဆုံး၅ပွဲမှာ၅ပွဲလို့ဒါတကွတွင်းကို ့တကိုးပဲသွင်းထားပြီးတော့ဒါရှုံးထားတဲ့အသင်းတွေနေတော့အများကြီးတော့မျောလို့မရဘူးဆိုပေမဲ့ဒါကျွန်တော်တန်းစင်ဆုံးရုံးအားကအင်မတန်မှကြောက်ဖို့ကောင်းတယ်လို့မြင်တယ်။ဒါပေမဲ့လက်ရှိမှာဒါလက်စစ်စီးတီးကဒီနေ့မှာဒါတန်းစင်ဖို့တော်တော်လေးရာခိုင်နှုန်းများနေပါပြီ။ရာမှတ်16မှတ်နဲ့ဒါကျွန်တော်အဆစ်16ငါဒါကျွန်တော်တို့ဟူဗာတန်နဲ့တောင်မှတိုတယ်အပြမှတ်6မှတ်လောက်ကွာသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့လက်စတာစီးတီးကတန်းစင်ဖို့အတွက် တော်တော်လေးကိုတေချာသွားပြီလို့ပြောလို့ရတယ်လို့ပြောရင်လည်းဒီနေ့ပေါ်စံမှာဒါချက်စီသိန်းကိုတော့ကျွန်တော်ကဒီနေ့ပေါ်စံမှာပူယုံနဲ့ချက်စီသိန်းနဲ့ဒီနေ့ပေါ်စံမှာဒါ၃ဘွဲဆက်၉ဘွဲတခုကိုဖန်တီးနိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အိမ်ဝင်လည်းဖြစ်တဲ့တကြောင်ဒါခုနကပေါ်တိုက်စစ်ပိုင်းနဲ့နောက်ပိုင်းဂူရီပြန်သွင်းလာတဲ့ကြောင်ဒီနေ့ပေါ်စံမှာဒါချက်စီသိန်းနဲ့လူအဲ့လူအဲ့လို clean sheet ပါရသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပွဲတော်ပေါ်ပြောပြစီဒါမှမဟုတ်နှမျိုးပေါ်ကောင်းလည်းဆက်စီဒီဒါရူဗန်စတရယ်လာချင်မှာဒါ ဟိုပြောမယ်ဆိုတော့မျောလင်းချက်ရေဒီရေဒီပုံစံမျိုးတွေ့ခဲ့မယ် Ruvenister Wright နဲ့အခုလက်ရှိမှာ Premier League ကိုကင်တွယ်မှုအတွက် ready မဖြစ်သေးဘူးဆိုတာတွေ့ရမယ်တဲ့မှာပါပါတယ်။နောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာ JL လို့ဆိုတော့ပေါ့ကိုကြည့်ရပါတယ်။မြန်မာလက်ကလစ်ဖို့မပြီးကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကျူးတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုမကောင်တောင်းပြီးနေပဲကျွန်တော်တောင်းပြီးပါဗျ။ကျွန်တော်နောက်မှ AC တွေ့ကြတာပေါ့။အားလုံးမကျူးတူပါနဲ့။မြန်မာလက်ကလစ်ပြီးကြအောင်ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ Give up ပါ